အော်တိုဝါ29ရက်ညပိုင်းကတရကီအနောက်ပိုင်းစင်တာဂျီမြို့မှာပြင်းအား6ဒသမ10ရှိတဲ့မြင်းကလေးလှုပ်ခတ်သွားခဲ့တယ်လို့အာဏာပိုင်တွေကပြောကြားခဲ့ပါတယ်။ဒါဟာ3လမပြည့်မီဒုတိယအကြိမ်ငလင်လှုပ်တာဖြစ်တယ်လို့တရကီအာဏာပိုင်တွေကပြောပါတယ်။မြင်းကလေးဟာအော်တိုဝါ29ရက်ည10:48မိနစ်မှာလှုပ်ခဲ့တာဖြစ်ပါတယ်။မြင်းကလေးရဲ့တုံခေါမှုကိုစေဝိုင်းမြို့တော်အစ္စတန်ဘူနဲ့ကမ္ဘာလှည့်ခီးသွားတွေလာရောက်မှုအများပြတဲ့အစ်စမာမြို့တွေမှာလည်းခန်းစားလိုက်ရတယ်လို့တူရကီရဲ့ AFDA အရေးပေါ်ဌာနကပြောပါရယ်ထိခိုက်ဒဏ်ရာရသူတွေရဲ့သတင်းတွေကိုချက်ချင်းမသိရသေးပါဘူးနောက်ဆုံးလွှတ်ခဲ့တဲ့ငလင်းအပေးမှာလူတွေပြောင်းရွှေ့ခဲ့တဲ့အဆောက်အုံ၃လုံးနဲ့စတိုးဆိုင်တစ်ခုတော့ပြိုကျသွားခဲ့တယ်လို့ပြည်ရင်းဝင်ကြီးကပြောပါရယ် ဩဂုတ်10ရက်မှာအလားတူပမာဏရှိတဲ့ငလျင်လှုပ်ခတ်ခဲ့တာကြောင့်စင်တာဂျီမြို့မှာတအူးသေဆုံးခဲ့ပြီးဒါဇင်ချီထရာရခဲ့ပါတယ်။ဒီမြို့ဟာအစ်စမာမြို့ရဲ့အရှေ့မြောက်ဘက်86မိုင်138ကီလိုမီတာကမှတည်ရှိတဲ့တောင်ကုန်းတွေပေါ်ကမြို့ဖြစ်ပါတယ်။တူရကီဟာပြည်ရွေကျော်တွေရှုပ်ရှက်ခတ်နေတဲ့နေရာမှာတည်ရှိတဲ့နိုင်ငံဖြစ်ရာအရင်ကပြင်းထန်တဲ့မြင်ကလေးတွေလှုပ်ခတ်ခဲ့ပါတယ်။